အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာတော့ဒါကျွန်တော်နောက်ဆုံး update သတင်းလေးတွေနဲ့ဒူဒါကျွန်တော်တော်တန် hotspot အသင်းလေးနဲ့ပတ်သက်ပြီးတော့ဒါတင်ပေးချင်တာပေါ့နော်။ပထမဦးသတင်းကကျွန်တော်လက်ရှိဒါ breaking လို့ကျွန်တော်ရေးထားတဲ့အချိန်မှာအစိမ်းမကောင်းစွာနေပဲ။ဒါကျွန်တော်လက်ရှိပြည်သက်တွေမျောလင်းနေတဲ့အရာကတော့လက်ရှိမှာဖြစ်လာဖို့အတွက် ရာဂိုင်တော့မရှိတော့ဘူးလို့ပြောလို့ရတယ်။အဲ့တော့ကျွန်တော်တို့မမျော်လင့်ပါဘူး။ဒါကျွန်တော်တော်တော်များပြည်သက်တချို့ကဒါနဲ့ပတ်သက်ပြီးမျော်လင့်နေပြည်သက်တော်တော်များရှိတယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ အခုလက်ရှိမှာဒါကျွန်တော်တို့ Major League Soccer ပေါ့နော် MLS အနေနဲ့ဒါကျွန်တော်တို့မကြခင်မှာဒါပြီးဆုံးသွားတော့မယ်ဖြစ်တဲ့အတွက်ကြောင့်မသူတို့အနေနဲ့ဒါတချို့ကစားသမားတွေကဒါကျွန်တော်တို့သူတွေပိုကောင်းတဲ့ club ပြီးအငါထွက်ထွက်ပြီးကစားလို့ရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာ LA Galaxy မှာသွားပြီးဆော်ပြီးလက်ရှိမှာလည်းခြေစွမ်းနေပြနေတဲ့ဆွန်ဟောင်မင်တယောက်ဒါကျွန်တော်တို့ LA Galaxy အေးပေါ့ LA Galaxy မဟုတ်ပါဘူးဒါကျွန်တော်ဒီကောင်ဆော့ရပါလေအာ LAFC LAFC LA Galaxy မဟုတ် LAFC LAFC ကနေဒါကျွန်တော်တို့ Spartan ကိုအငါနဲ့ပြန် ရောက်လာမယ်ဆိုတဲ့တည်င်းတွေတော်တော်လေးကိုထွက်တယ်ဒါမှမဟုတ်စပါးသင်းမပြန်ဘူးဆိုတဲ့သူနဲ့ဒါကျွန်တော်ဒေးဗစ်ဘက်ခါလုတ်ခဲ့တော်တော် AC Milan အနေကိုသွားအောင်သွားမလားဆိုတဲ့ပုံစံမျိုးတည်င်းတွေထွက်တယ်ပေါ့နော်အဲ့တော့ တကယ်တမ်းဒါလက်ရှိလက်တွေ့မှာဒါကလုံးဝဖြစ်မလာနိုင်တော့ဘူးဆိုတာကိုတော့ဒါကျွန်တော်တို့ဆောင်းဟောင်းမီကိုယ်တိုင်ပိတ်ချလိုက်ဖြစ်တယ်။ဆောင်းဟောင်းမီအခုလက်ရှိမှာသူ့ရဲ့အသက်ရွယ်အားဖြင့်ကြီးပြင်းနေဖြစ်တယ်ဆိုတော့သူ့နယ်တရဝင်ပြောကြခဲ့တာဖြစ်ပြီးတော့သူ့နယ်တော်လက်ရှိမှာအနားရတဲ့အချိန်မှာတော့အပြေအဝအနားယူသွားမှာဖြစ်ပြီးတော့ကမ္ဘာဖလားကိုပဲသူစောင့်မျှော်နေတော့မယ်လို့ပဲပြောသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ပြောချင်တာကဒါ MLS အနေနဲ့အခုလက်ရှိမှာဒါတရဝင်နားသွားခဲ့ပြီ။ဒါလီယိုနယ်မက်ဆီတို့အုပ်စုလေတဲ့လက်ရှိမှာဒါဘာဆိုနာကိုပြန်မယ်ဆိုတဲ့သတင်းတွေတဟုံးဟုံးတောင်းနေခဲ့ပေမဲ့တကယ်တမ်းလီယိုနယ်မက်ဆီလေဒါကျွန်တော်တို့မနာဘာဆိုနာအသင်းကိုမပြန်တော့ပဲသူ့နယ် ယ်သူ AC ပဲနားရမယ်ဆိုတော့ပြောတော့တကယ်တော့ပြဿနာကြီးမယ်ဆွန်ဟောင်းမေအတွက်ဒီနားတဲ့ဥစ္စာကတော်တော်လေးကိုလူအပ်တယ်လို့ကျွန်တော် ရေပုံကူရေးရမှာကျွန်တော်တော့မြင်တယ်ဒီနားတဲ့ဥစ္စာကဆွန်ဟောင်းမေလို့ဒါအသက်ရွယ်မှုဒါကျွန်တော်တို့ physically ရတော်တော်လေးကိုထောင်းကျင်နေပြီဖြစ်တဲ့အချိန်မျိုးမှာဆွန်ဟောင်းမေနဲ့ Doctor Hospa အသင်းကိုပြန်မရောက်လာတာကတော်တော်လေးကိုမှန်တယ်လို့ပြောလို့ရမယ့်အချိန်ဒီမှာရှိတယ်လို့ပဲကျွန်တော်အနေနဲ့ပြောလို့ရပါတယ်အဲ့တော့မိတို့ပင်စိုးစေးကမူလက်ရှိမှာဒါကျွန်တော်တို့ ကျွန်တော်တို့အသင်းအကြောင်းပြောရမယ်ဆိုတော့ဝမ်းနေစရာပါပဲအဲ့တော့ဒါကျွန်တော်လက်ရှိမှာ left wing နေရာအတွက်ဆွန်ဟောင်မင်းပြန်လာမယ်ဆိုရင်တော့အကုန်လုံးကတော့ပျော်နေကြမှာမဟုတ်ဘူးဒါပေမဲ့ဆွန်ဟောင်မင်းကတော့ရှင်းပါတယ်သူအနေနဲ့သူဒါ LAFC မှာဆော့နေတဲ့ဒါ LAFC မှာစာချုပ်သက်တမ်းရှိတဲ့အတိုင်းပဲသူနေသွားမှာဖြစ်ပြီးဘယ်အသင်းကမှသူအနေနဲ့အငှားနဲ့သွားကစားမှာလုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းသူတရားဝင်ပြောသွားတယ်အဲ့တော့ LAFC စာချုပ်သက်တမ်းကုံမှ maybe သူတို့ခုစဉ်းစားရင်စဉ်းစားမယ်ဒါပေမဲ့ကျွန်တော်ထင်တာပြောရမယ်ဆိုရင် LAFC စာချုပ်သက်တမ်းတကုံရင်တော့ဆွန်ဟောင်မင်းအနားယူဖို့များတယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကိုလည်းကိုရီးယားဘက်ကနေတောက်လျှောက်ထွက်ပေါ်နေကြတာကိုတွေ့ရပါတယ်အဲ့တော့ Tottenham Hotspur အသင်းရဲ့သတင်းတွေ နေတာကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ ဆောဟောင်မင်းရဲ့တရင်ကတော့လုံးဝအုတ်တုံပြီးဆုံးသွားခဲ့ဖြစ်ပါတယ်။ဆောဟောင်မင်းရဲ့ဒါတော်နာဟော့စပါတင်ကတော့တခန်းရပ်သွားပြီး maybe ဒါကျွန်တော်ဆောဟောင်မင်းရဲ့တရားဝင်ပြောသွားတာတခုကတော့စပါပရိသတ်တွေကိုတော့သူ့အနေနဲ့ဂျားထဲမှာလာပြီးနှုတ်ဆက်အောင်မယ်လို့သူ့အနေနဲ့ပြောသွားတော့ဂျားထဲမှာဒါကျွန်တော်စပါတင်ရဲ့ဒါကျွန်တော်အိမ်ငွင်းပွဲစဉ်ဒီမှာဆိုတော့ဆောဟောင်မင်းလာရောက်မဲ့ပွဲစဉ်ကိုကျွန်တော်တစ်ချက်တော့မျှော်ရမှာဖြစ်တယ်။လက်ရှိအချိန်မှာဒါဆောဟောင်မင်းကိုတော့ကစားသမားအနေနဲ့ကျွန်တော်မတွေ့ရတော့ဘဲနဲ့ဆောဟောင်မင်းကိုတော့ကျွန်တော်ပရိသတ်တယောက်အနေနဲ့ပဲဆက်လက်ပြီးတော့တွေ့ရဖို့အတွက်အရာကိုင်းတော့မယ်များသွားဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆင်ကောင်းပြမတာကိုတော့လက်ခံထားပြီးသားလူတယောက်ဖြစ်တော့ကျွန်တော်အနေနဲ့တိတ်တော့မထူးဆန်းဘူးလို့မြင်တယ်။ ်မိတို့ပဲစူးစီကောင်မှုဒီယာနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တော်တန်ဟော့စပါဘက်ကလည်းဆွန်ဟောင်းမင်းကိုဒါကျွန်တော်တို့ပဲချင်းပြန်ခေါ်သွားမလဲပြန်ဖိတ်ခေါ်သွားမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောအဲ့တော့ဆွန်ဟောင်းမင်းနဲ့စပါနေတာကျွန်တော်ဆွန်ဟောင်းမင်းကိုဒါကျွန်တော်စပါအင်ဂျင်နီယာထပ်ပြီးတွေ့ရဖို့အတွက်လုံးဝလုံးဝမရှိတော့ပါဘူးဆွန်ဟောင်းမင်းရဲ့ LAFC ရဲ့ဒါအင်ဂျီကနောက်ဆုံးဝစ်တဲ့ဒါကျွန်တော်ဂျယ်ဆီတစ်ခုဖြစ်သွားဖို့အတွက်လည်း100%ရာခိုင်နှုန်းညီများသွားပြီလို့ပြောရင်လည်းပဲကျွန်တော်နောက်ထပ်သတင်းတစ်ခုသွားအောင်အဲ့တော့တော်တော်ဟော့စပါတင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့ တော်တော်လေးကိုအကျဲ့ရိုက်စရာသတင်းတစ်ခုထွက်နေတာရှိတယ်။အဲ့ဒါကဘာလဲဆိုလက်ရှိမှာကျွန်တော်တို့ Tottenham Hotspur တင်းရဲ့နောက်ကံကစားသမားဖြစ်တဲ့ Mickey Van der Ven ကိုတော့ဒါအသင်းကြီးတော်တော်များများကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာ Tottenham Hotspur တင်းကတော့ Mickey Van der Ven နဲ့စာချုပ်သက်တမ်းရတာကျွန်တော်တော်တော်လေးကိုကြံသေးတယ်။ဘယ်လောက်ထိတောင်ကျန်2029ထိကြံသေးရသေးတယ်မှပါတယ်။ကစားသမားမှာလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းလုံးဝမရှိအောင်ခေါ်ချင်တဲ့ club တွေကတော့ Tottenham Hotspur တင်းရဲ့ဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့တောင်းတဲ့ဈေးကိုဒါကျွန်တော်ပေးပေးနိုင်မှသာခေါ်ယူသွားနိုင်မယ့်အနေထားမှရှိတယ်။အဲ့တော့လက်ရှိ ှာဒီကစားသမားရဲ့လက်ရှိအေဂျင့်ကလည်း Ryu 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 လောက် ရာဟူလာတို့ဒါကျွန်တော်အုပ်စုတွေကဖြစ်တဲ့ကြောင့်မို့ဒါကစားသမိုင်းအေဂျင့်ကလည်းဒါကျွန်တော်တော်တော်လေးကိုခက်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 ဒါကျွန်တော်လုံအောင်မယ်တွေ့ရတဲ့ပါအဲ့တော့စပါးသိတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ဘီဂီဗန်ဒါဗင်းကိုဒါကျွန်တော်စာချုပ်တဲ့တရားဝင်ဒါချုပ်ဆိုဖို့တည်းပြင်လာခဲ့တယ်။စာချုပ်တတန်းရတိုးမယ်ဆိုတာနဲ့ဆိုင်သူ့အနေနဲ့ကစားသမောက်လုခလဆာဒါတိုးပေးဖို့တည်းပြင်ဆင်လာခဲ့တယ်။လက်ရှိတရားသက်ကိုပြောရမယ်ဆိုရင်မီဂီဗန်ဒါဗင်းနဲ့ခုလက်ရှိတပတ်လုခလဆာတသိန်းအောက်ထဲရရှိနေသည့်အရာမှာပါတယ်။အဲ့တော့လက်ရှိမှာသူ့အနေနဲ့တခြားအသင်းတွေကသူ့ကိုဆွဲမယ်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားမှရှိတယ်ဆိုတဲ့ပုံစံမျိုးကိုထပ်ပြီးတော့တွေ့လာခဲ့တယ်မှာပါ။ဒါပေမဲ့လက်ရှိမှာစပါး သင်ကန်ကောင်းသွားတာကတော့ဒီကစားသမားကလက်ရှိမှာစာချုပ်တက်တန်းရတာကျွန်တော်2029ဒီဂျန်သေးတယ်တိုတယ်ပြန်တွက်မယ်ဆိုရင်တော့ဒါစာချုပ်တက်တန်းဒါကျွန်တော်လက်ရှိ2025လဲကုန်တော့မယ်ဆိုတော့ကြောင့်3နှစ်လောက် AACC ကျန်နေသေးတဲ့သဘောမှာရှိရတယ်ဒါပေမဲ့ဒေါက်တာဟော့စပါသင်ကကစားသမားစာချုပ်ကျန်နေမကျန်အောင်သိပြီး view site တာမဟုတ်ဘူးသူတို့နေခုလက်ရှိမှာဒါကျွန်တော်တို့ Fabrizio Bertrici ဦးဆောင်ပြီးတော့ဒါ Mickey Van der Ven ရဲ့စာချုပ်တက်တန်းတိုးဖို့အတွက်လည်းပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ် Mickey Van der Ven ကလက်ရှိမှာဒေါက်တာဟော့စပါသင်မှာပြောင်းနေပြီးတော့ဒါ Europa League ရသွားခဲ့တာ Mickey Van der Ven အတွက်လုံးဝ turn around ဖြစ်သွားခဲ့တယ်လို့သိရတယ်မှာပါတယ်ဒါသူ့ရဲ့ဒါကျွန်တော် cap တင်ဖြစ်တဲ့ Christian Romero နဲ့စာချုပ်သက်တမ်းချုပ်ထားခဲ့လို့ Mickey Van der Ven ကလက်ရှိမှာလက်ထောက်ကပတိန်အနေနဲ့စာချုပ်သက်တမ်းချုပ်ဖို့အတွက်လည်းအခြေအနေတွေကောင်းနေဆိုတဲ့တင်ထွက်လာခဲ့တယ်။အခုလက်ရှိရနေတဲ့လစာတဲ့ပူပြီးများများဆဆရပြီးတပတ်လောက်ခလစာ36000ကျော်လောက်ထိတိုးပေးသွားနိုင်တဲ့လစာတခုကို Spa အသင်းအနေနဲ့ချုပ်ဆိုသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့သိရတယ်မှာပါတယ်။ Mickey Van der Ven ကလက်ရှိမှာ36000ကျော်နဲ့အထက်ဆိုဘယ်လိုပုံစံမျိုးဆိုအဆင်ပြေတယ်ဆိုရတဲ့ကြောင့်မို့ဒီစာချုပ်ကိုလည်း Tottenham Hotspur အသင်းစီကနေ Mickey Van der Ven တယောက်လက်ခံသွားဖို့ရှိတယ်ဆိုတဲ့တင်ကတော့အမှန်ပဲဆိုရတယ်။အဲ့တော့လက်ရှိမှာ Mickey Van der Ven ကိုလက်ရှိမှာ Tottenham Hotspur အသင်းအနေနဲ့ရေရှည်စ ပိုင်းအင်ဂျင်နဲ့ဆက်ပြီးမြင်အောင်မလို့ပြောလို့ရတဲ့နေမှာပါတယ်။မီဂီဗန်ဒါပြောလက်ရှိမှာစိတ်ဝင်စားတဲ့ကလပ်တွေကတော်တော်လေးကိုများတယ်။ဥပမာလက်ရှိမှာဒါကျွန်တော် Virgil van Dijk ကိုအစားထိုးဖို့အတွက် Pastoni အပြင်ကိုလက်ရှိမှာဒါ Liverpool တင်းကမီဂီဗန်ဒါဗင်ကိုစိတ်ဝင်စားနေတယ်။မီဂီဗန်ဒါဗင်ကိုလက်ရှိမှာ Real Madrid လို့အသင်းမျိုးကလည်းဒါ Dean White နဲ့တွဲပြီးဆော့ဖို့ဒါကျွန်တော်တို့ဒါစိတ်ဝင်စားတယ်။ဒါကျွန်တော်လက်ရှိမှာပြောချင်တာကပြလက်ရှိမှာစိတ်ဝင်စားတဲ့အသင်းဆိုမရှိဘူးပေါ့နော်။အဲ့တော့ဒါမီဂီဗန်ဒါဗင်ကတော့လောက်ကောင်းနေတာ။အဲ့တော့လက်ရှိမှာဒါကျွန်တော် Spa တင်းရဲ့ Kansas City မူတွေကိုတော့လက်ရှိမှာ Spa တင်းကစာရုပ်သစ်ချုပ်ဖို့အတွက်အကြီးကျယ်ကြီးစားနေတယ်ဖြစ်တယ်လို့ပြောရင်းနေပဲ။နောက်ထပ်တစ်ခုတော့အဲ့တော့လက်ရှိမှာတော်တော်လေးကိုကောလာဟာလာဆန်ဆန်သတင်းဖြစ်လာခဲ့တ ယ်စပါးသင်းနဲ့လက်ရှိတည်ကြတဲ့အတိုင်းပဲဒါကျွန်တော် left wing နေရာအတွက်လူလူနေဆိုအကုန်လုံးတည်ပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့လက်ရှိဒီနောက်ပိုင်းမှာဒါကျွန်တော် throw ball ပေါက်ဖြစ်လာတာ auto bat ပဲ auto bat နဲ့နောက်ပိုင်းပွဲစဉ်မှာတော်တော်လေးကိုကောင်းလာခဲ့ပြီ Manchester United နဲ့ပွဲစဉ်မှာဆိုရင်လက်ရှိဒါသူလူစားဝင်လာတဲ့အချိန်မှာနှစ်ဂိုးလုံးမှဒါပါဝင်တဲ့ပတ်သက်မှုနဲ့ဘယ်တည်းမှပတ်သက်မှုနှစ်ခုတောင်ပါဝင်ခဲ့တဲ့နေသားမှရှိအဲ့တော့လက်ရှိမှာစပါးသင်းနဲ့ဒါ auto bat ကောင်းနေတာပိုင်းမဲ့ left wing အတွက်တကယ်ကိုပို့ပြီးတော့ expensive sign နဲ့တခုကိုခေါ်ယူသွားဖို့အတွက်လည်းပြင်ဆင်နေတယ်ဆိုတော့ကောလာဟာလာတဲ့ဆက်ဆံထွက်နေတယ်ဒီတဲ့မှာနံပါတ်1ပြေးနေတဲ့ကစားသမားလက်ရှိမှာတော်တော်လေးကိုဒါ marker ဘက်ကပဲဆွတ်ဆက်ပြီး ီတွန်းနေတာလားဒါမှမဟုတ်သူ့အေဂျင့်ဘက်ကပဲတွန်းနေတာလားတော့မသိပေမဲ့ရူဒီကိုရဲ့သတင်းကစပါနဲ့သူတော်တော်လေးကိုတက်လာတွေ့ရမယ်ကိုယ်အသိနဲ့အခုလက်ရှိမှာဒါကျွန်တော်ပိုင်ရှင်ရဲ့ဒါကျွန်တော်တို့ပြောင်းလဲမှုတွေဖြစ်လာခဲ့ပြီးတော့ဘယ်ကစားသမားတွေနဲ့ချိတ်ဆက်မစိုးရင်တော်တော်လေးကိုကောင်းတဲ့ကစားသမားတွေနဲ့ချိတ်ဆက်လာကြတာတော့အားရစရာဖြစ်တယ်ဒါပေါ်ချောင်းကောင်းဆိုတာထက်စားတကယ်ကောင်းတဲ့ကစားသမားတွေကိုဈေးကြီးကြီးပေးပြီးခေါ်ယူမယ်ဆိုတဲ့သတင်းတွေကတော်တော်လေးကိုပြတ်ပြီးမွေးလာခဲ့ရတွေ့ရမယ်ကစားသမားတွေနဲ့လည်းအခုလက်ရှိဇာဘူးလွန်ဆွဲလာအောင်မှဒါကျွန်တော်မိနစ်တွေတော်တော်များများဒါကျွန်တော်ထိန်ချန်ထားခဲ့ရပြီးတော့လက်ရှိမှာဒါဂိုးသွင်းဖို့အတွက်လည်းခက်ခဲနေတဲ့ကစားသမားအနေနဲ့တော်တော်လေးကိုစိတ်ပြက်လျက်ရှိတယ်လို့သိရတယ်မှာပါတယ်ကစားသမားကိုယ်တိုင်ကလက်ရှိမှာဘရာဇီးလ င်းနဲ့အတူနိုင်ငံအသင်းမှာပါဝင်ခြင်းပြီးတော့ကမ္ဘာဖလားမှာလည်းပါဝင်ခြင်းတဲ့ကြောင့်မိနစ်တွေတော်တော်လေးကိုလိုတယ်။ဒါကြောင့်မလို့လျှင်မှာအဝေးကြီးစောင့်သွားမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့လက်ရှိဒါဇန်နဝါရီအပြောင်းရွှေ့မှာပဲဒါကျွန်တော်တို့စောင့်သွားဖို့ခေါ်ယူသွားဖို့တဲ့စပါတင်ပြင်ဆင်နေသေးရတယ်မှာပါ။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်တင်ကသူတို့ရဲ့ကစားသမားပေါ်မူတီကစားသမားအချင်းဒီပေါ်မူပြီးစောင်းရာသီမှာရောင်းတင်လာမရောင်းတင်လာချက်လို့စဉ်းစားသွားမယ်။စပါဘက်ကလည်းရှိမှဒီကစားသမားကိုဘယ်စည်းဘယ်လိုပေးပြီးခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေတော့မထွက်သေးဘူး။ဒါပေမဲ့လက်ရှိမှာတိတလောက်ကိုပြောရမယ်ဆိုရင်တော့စပါတင်နေတာပေးမယ်ဆိုရင်တော့မှယူရိုတန်80လောက်ရူဒီကိုတော့ပတ်စံပေးသွားပြီးတော့ခေါ်ယူသွားဖို့တော့ပြင်ဆင်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။စပါတင်ကခုလက်ရှိမှာငွေ3မီတာခေါ်ယူသွားနိုင်တဲ့အနေအထားတစ်ခုလည်းရောက်လာခဲ့ပြီဖြစ်တယ်။လက်ရှိမှာဒါကျွန်တော် physical ear ရ budget ဂျန်နေပြီးကိုစပါတင်ကိုလည်းဒါကျွန်တော်တို့အပြောင်းရွှေ့တဲ့ပေါင်းတန်းတရာထည့်ထားရဲဆိုတော့လည်းတွေ့ရမယ်ဒီမှာပါတယ်။ နောက်ဆုံးသတင်းတစ်ခုနဲ့ပြောရမယ်ဆိုလက်ရှိမှာစပါတင်းနေနေတာကျွန်တော် Richarlison ကိုစောင်းရသည်မှာရောင်းသွားမှုကိစ္စကထင်တယ်လို့မလွဲကူတဲ့ဆွဲသတင်းထွက်လာခဲ့တယ်။ Richarlison ကိုတိုင်ကလည်းလက်ရှိမှာသူ့မိနစ်အပြည့်ရရှိရေးသူ့အနေနဲ့ကမ္ဘာဖလားမှာသူ့နဲ့တိုက်စစ်မှုတရားအောင်နေနဲ့ဆက်လက်ပြီးပါဝင်ရေးအတွက်ဒီရာကတော်တော်လေးကိုအရေးကြီးတယ်သူ့နဲ့အရေးကြီးတယ်။အဲ့တော့ Richarlison ကိုစောင်းရသည်မှာသာစပါတင်းနေနဲ့ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့စပါတင်းရဲ့လက်ရှိနီးပြဖြစ်တဲ့သူ့ရဲ့တပည့်ကျော်ဟောင်းဖြစ်တဲ့ Ivan Toni ကို Tottenham Hotspur တင်းစီကိုပြန်လည်ပြီးခေါ်ယူဖို့တဲ့ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်။ဒီနေရာမှာလက်ရှိမှာ Tottenham Hotspur တင်းကပြိုင်ဘက်တစ်ခုရှိလာနိုင်ငံ Tottenham Hotspur ါသင်တယ်ဒါကျွန်တော် Manchester United ဖြစ်လာနိုင်လို့သိရတယ်မဲ့ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Kola Hala တွေရတာ Tottenham Hotspur သင်နေတာ Ivan Rooney တို့ကြာအခုချိန်ကလေးကချိန်ဆမှုရှိထားခဲ့ပြီးတော့အကယ်၍တိုက်စစ်မှုသားလိုအပ်မယ်ဆိုရင်တော့ Ivan Rooney ကိုပြန်ပြီးတော့ခေါ်ယူဖို့အတွက် Thomas Frank ကနေပြီးတော့ Spa သင်းဘက်ကဒါကျွန်တော်တို့တောင်းဆိုသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ Spa သင်းဘက်ကတော့ပြောင်းရွှေ့ခြင်းမကြည့်ဘူးလောက်ခလာစားရလက်ရှိမှာဒါကျွန်တော် sorry ပုံစံမျိုးမပေးရဘူးဆိုရင်တော့တို့အနေနဲ့ခေါ်ယူသွားဖို့အတွက်စဉ်းစားသွားမယ်။ဒါပေမဲ့လက်ရှိမှာ sorry ပုံစံမျိုးကိုပဲ ခတ်ပြီးပေးရမယ်ဆိုရင်စပါတင်နဲ့အိုင်ဗန်တိုနီကိုခေါ်ယူသွားဖို့တဲ့စိတ်မဝင်စားလို့သိရတယ်မှာပါတကယ်တော့ခုနကပြောသူကစီနေတာမဟုတ်ပဲဒါလက်ရှိအိုင်ဗန်တိုနီနဲ့ဒါဒါကျွန်တော်တို့ sorry မှာဒါတပတ်လောက်ခါလာဆိုတော့၃သိန်းခွဲလောက်နေနေရတယ်ကြောင့်မို့ဒါကတော့စပါတင်နဲ့ပေးဖို့တော့ကျွန်တော်ကိုယ်လက်မခံဘူးလို့ပြောပြရစီလို့ပြောပြစီနောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တို့နဲ့ TV4 တို့မှာကျင်းလူဆက်ပေါင်းကူကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အလုံးမကြုံတမရအကောင်းမွန်တော်နေနေဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပြီကျွန်တော်တို့နောက်မှာပဲ AC2 ကြရပါပေါ့ဒီပါဗျ